ရုရှားဒိုကူရိုကျောက်မဖွဲ့ဂျပန်တန်နိုင်လာဘလူးဂျပန်နိုင်ငံမှာတွေးထက်တန်ရုံတိုက်ပွဲတွေပုံကံမှုတွေနဲ့တဘာဝဘေးရန်နေရာတွေရဲ့တမိုင်းချောင်းဟာဆီလျားခဲ့ပါတယ်ဒါတွေကြောင့်အလောင်းတွေအများအပြားကြံရိတ်ခဲ့အများစုကတော့စနစ်တကျတကြိုခင်းရခြင်းမရှိဘဲသူတို့လဲကြရာနေရာတွေမှာပဲတဖြည်းဖြည်းဆွေးမြေ့ပျက်စီးဖို့ပြစ်ထားခဲ့ရပါတယ်နှဆိုင်တဲ့ဘာသာရေးယုံကြည်မှုရှိတဲ့ဒီနယ်မြေမှာတော့သူတို့ရဲ့ဝိညာဉ်တွေဟာမကျဉ်းနှက်ချက်တွေနဲ့ကြံရိတ်ခဲ့ပါတယ်ဒီဒေါသတွေကတခါတရံအလွန်အမင်းပြင်းထန်လာတည်ဆုံသွားသူတွေရဲ့ဝိညာဉ်တွေဟာ ြီးမားတဲ့အယိုးစုကြီးဖြစ်ပေါ်ပေါက်လာပါတယ်။ဒီအယိုးစုကြီးဟာဒေါသပြင်းနဲ့သူ့ကိုတွေးတဲ့လူတိုင်းကိုထိတ်လန့်ကြောက်ရွံ့မှုတွေပေးဖို့ပဲကြိုးစားပါတယ်။ဒါဟာဂါရှာတိုဂူရိုပါပဲ။ဒီနေ့မှာတော့ဂျပန်တန်တားရီလောကရဲ့ထူးခြားဆုံးတတ္တဝါတွေတဲကတစ်ခုဖြစ်တဲ့ဂါရှာတိုဂူရိုအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။မြေပြင်ကိုတုံခါစေတဲ့ကြီးမားတဲ့အယိုးစုကြီးဖြစ်လူတိများတဲ့ဂါရှာတိုဂူရိုရဲ့မူလအစထူးခြားချက်တွေနဲ့ရင်ကျက်မှုဆိုင်ရာရေးပါပုံတွေကိုကျွန်တော်နဲ့တူလေ့လာကြည့်ရအောင်ပါ။ ဗီဒီယိုလေးမစခင်မှာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့နောက်ထပ်စိတ်ဝင်စားချက်ကောင်းတဲ့ဒဏ္ဍာရီတွေနဲ့လက်ဝက်စမ်းကြံမှုတွေအကြောင်းကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကာရှာဒိုဂူရိုရဲ့မူလဆကကြေကွက်စရာကောင်းတဲ့သမိုင်းနဲ့ဆက်ဆက်နေပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်အစရာစုနှစ်ကစတင်ခဲ့တာပါ။ AD 940ပြည့်နှစ်မှာတာယာနိုမာဆာကာဒိုဆိုတဲ့ ရေတရစ်မင်းနဘာဟာကျိုတိုချေဆိုင်ဘိုဆိုးရကိုတိုက်ခိုက်ခဲ့ပါတယ်။သူ့ကိုပထမဆုံးဆာမူရိုင်းလိုတောင်တချို့ကတတ်မှတ်ကြပါတယ်။သူရဲ့ပုံကမ်းမှုအကြောင်းရင်းတွေကတော့အစိုးရရာလူမရရှိခြင်း၊ညရာအငင်းပွားမှုတွေဒါမှမဟုတ်မျိုးသမီးတအူးကြောင့်ဆိုပြီးအများပြားရှိခဲ့ပါတယ်။ဒေသအလိုက်မတူညီတဲ့ဒဏ္ဍာရီတွေလည်းရှိနိုင်ပြီးမြဲ။အများစုကတော့ဂါရှာဒိုဂူရိုကိုလူသားတွေရဲ့ရက်စက်မှုနဲ့တင်းဆုံသောသူတွေကိုလစ်လျူရှုခြင်းရဲ့ရလက်အဖြစ်ရှုမြင်ကြပါတယ်။ ဒါကြောင့်ရာကျင်မှုနဲ့မကျင်တဲ့ချက်တွေနဲ့မွေးဖွားလာတဲ့တတ်တော်အတကောင်ဖြစ်လာခဲ့ပါတယ်။တိကျကျဂျပန်လူမျိုးတွေရဲ့ယုံကြည်ချက်အရဂါရှာတိုဂူရူဟာစစ်ပွဲတွေအငတ်ပေးတွေဒါမှမဟုတ်ကူးဆက်ယောဂတွေကြောင့်ပိတ်ဆုံးခဲ့ပြီးတနည်းတကြမတကြွရသေးတဲ့လူများပြရဲ့အယုံစုတွေကိုတူစီပြီးဖြစ်ပေါ်လာတာလို့ဆိုပါတယ်။မကျင်တဲ့ဝိညာဉ်တွေရဲ့နာကျင်မှုတွေကြေကွဲမှုတွေနဲ့မကျင်တဲ့ချက်တွေဟာအယုံတွေထဲမှာစုပုံလာပြီးလုံအင်အားကြီးတဲ့ဝိညာဉ်စုခေပြောင်းလဲသွားပါတယ်။ ဒီဝိညာဉ်စုဟာတည်ဆုံသွားသူတွေရဲ့မပြီးဆုံးသေးတဲ့ခံစားချက်တွေနဲ့ကမ္ဘာပေါ်မှာလှည့်လည်သွားလာနေတာဖြစ်ပါတယ်။ဂါရှာတို့ဂူရိုရဲ့အထင်ရှားဆုံးလက္ခဏာကတော့သူ့ရဲ့အလွန်အမင်းကြီးမားတဲ့အရွယ်စားပါပဲ။တာမန်လူသားတို့ထက်အစားပေါင်းများစွာကြီးမားတဲ့အရုပ်စုကြီးဖြစ်ဖော်ပြကြပါတယ်။တချို့တန်နာရီတွေမှာဆိုရင်အရက်အမြင့်ပေက90လောက်ရှိတယ်လို့တောင်ဆိုကြပါတယ်။သူ့ရဲ့ကြီးမားတဲ့အရွယ်စားနဲ့ပြီးကြောင်းမခွဲကောင်းတဲ့ရုပ်ပွင့်ပြင်းကလူတွေကိုအလွန်အမင်းထိတ်လန့်စေနိုင်ပါတယ်။သူဟာလူသားတွေရဲ့ဆွမ်းအားနဲ့ ိုတင်တားဆီးဖို့မဖြစ်နိုင်လောက်အရန်ကြီးမပြီးခွန်အားလည်းကြီးမပါတယ်သူ့ရဲ့ဆုံးရှုံးသွားတဲ့ဝိညာဉ်တွေထဲမှာရှိနေတဲ့မကောင်းသောအစိတ်အားလုံးဖတ်သွားမှသာသူဟာပျောက်ကွယ်သွားမှာဖြစ်ပါတယ်သူဟာတားကောင်ကိုတိတ်တဆိတ်ချင်းကန်နိုင်ပြီးရုပ်ရည်ပေါ်လာတတ်ပါတယ်ဒါအပြင်ဂါရှာတိုဂူရိုရဲ့လှရှားမှုတိုင်းမှာရုပ်စုတွေကတကြောက်ကြောက်မြည်နေတဲ့အတန်ထွက်လျက်ရှိတယ်လို့ဆိုရတယ်ဒီအတန်ဟာသူလာနေပြီဆိုတဲ့အန်ရယ်ကိုသတိပေးတဲ့ရှေ့ပြင်းနမိတ်တစ်ခုလည်းဖြစ်ပါတယ်ဂါရှာတိုဂူရိုရဲ့တိုက်ခိုက်ပုံကလည်းအလွန်ရက်စက်ပါတယ် သူဟာတားကောင်ကိုစုပ်ကံပြီးကောင်ကိုဖျက်ပြစ်တတ်တယ်လို့ယုံကြည်ကြပါတယ်။သူ့ရဲ့ကြီးမားတဲ့အင်အားနဲ့မာကြောတဲ့အရိုးတွေကြောင့်သူ့ရဲ့ချုပ်ကန်မှုကိုခံရတဲ့သူဟာဘလို့မှမလွတ်မြောက်နိုင်ပါဘူး။အာရှာဒိုဂူရိုနဲ့ပတ်သက်တဲ့တိကျတဲ့သမိုင်းမှတ်တမ်းတွေမရှိပေမဲ့ဂျပန်ရိုးရာပုံမြင်တွေနဲ့ဒဏ္ဍာရီတွေထဲမှာတော့သူ့အကြောင်းကိုများစွာဖော်ပြထားပါတယ်။များသောအားဖြင့်ညချိန်ဒါမှမဟုတ်လူသူကင်းမဲ့တဲ့နေရာတွေမှာဂါရှာဒိုဂူရိုကိုတွေ့ရတတ်တယ်လို့ဆိုကြပါတယ်။ဂါရှာဒိုဂူရိုကိုတွေ့ကြုံခဲ့ရတယ်လို့ပြောကြဆိုကြတဲ့ပုံမြင်တွေမှာ လူတွေဟာရုပ်ပြည့်အယိုးတွေတကြောက်ကြောက်မြည်တဲ့အတန်ကိုကြားလိုက်ရပြီးမော့ကြည့်လိုက်တဲ့အခါအေယာမအယိုးစုကြီးတစ်ခုကိုသူတို့ရှေ့မှာမမမမတ်ရက်နေတာကိုတွေ့လိုက်ရတယ်လို့ဆိုပါတယ်။ထိတ်လန့်တဲ့ကြားနဲ့ထွက်ပြေးကိုစူးစမ်းပေမဲ့သူ့ရဲ့လှုပ်ရှားမှုကအလွန်မြန်ဆန်ပြီးအားကောင်းတာကြောင့်လွတ်မြောက်ဖို့မလွယ်ကူပါဘူး။ဂါရှာတို့ကူတို့ဟာမတကျွေးရသေးတဲ့အလောင်းတွေရဲ့ပြရုပ်ဖြစ်တာကြောင့်တေဆုံသွားသူတွေကိုရေးစားမှုရှိဖို့နဲ့တစ်နှစ်တကျတကြိုးပေးဖို့ဆိုတဲ့ဂျုံကြီးချက်ကိုလည်းဒီတန်နာကြီးကအားဖြစ်ပေးပါတယ်။ဂါရှာတို့ကူတို့ရဲ့ပုံမြင်ဟာနာကျင်မှုနဲ့မကျင်တဲ့ချက်တွေတူသီလာတဲ့အခါ ဘယ်လောက်ထိကြောက်မဖွဲကောင်းတဲ့အရာတစ်ခုဖြစ်လာနိုင်လဲဆိုတာကိုသတိပေးတဲ့သင်ခန်းစာတစ်ခုလည်းဖြစ်ပါတယ်။ဘာရှာတိုဂူရိုဟာဂျပန်ရိုးရာဒဏ္ဍာရီတွေထဲမှာကြောက်မဖွဲကောင်းတဲ့တတ္တဝါတကောဖြစ်ရှိနေပေမဲ့ဂျပန်လူထုယဉ်ကျေးမှုမှာလည်းထင်ရှားတဲ့နေရာတစ်ခုကိုရယူထားပါတယ်။ရှေ့ခေတ်အမှုပညာလက်ရာတွေမှာဒါမှကဖြစ်ပေါ်မန်ဂါနဲ့အန်နမီဗီဒီယိုဂိမ်းတွေမှာလည်းဘာရှာတိုဂူရိုကိုမကြာခဏတွေ့မြင်နိုင်ပါတယ်။ဥပမာအားဖြင့်နာမည်ကျော်ဥဂီယိုအဲပဂျီဆီယာတူဖြစ်တဲ့ကိုနီယိုရှီရဲ့လက်ရာတွေမှာ ဂါရှာဒိုဂူရိုရဲ့အလွန်ကြောက်မွက်ဖွယ်ကောင်းတဲ့ပုံတွေကိုခတင်ရှာရှာတွေ့နိုင်ပါတယ်။ဖြစ်ပေါ်ဖျော်ဖြေနေပေမှာတော့ဂါရှာဒိုဂူရိုဟာအင်အားကြီးမားပြီးကြောက်မွက်ဖွယ်ကောင်းတဲ့ဘန်ဘက်တူအဖြစ်ဒါမှမဟုတ်လူဝတ်စမ်းကြတဲ့ဇလန်းတွေရဲ့အဓိကဇက်ကောင်တူအဖြစ်ပါဝင်လို့ရှိပါတယ်။ဒီလိုကြောက်မွက်ဖွယ်ကောင်းတဲ့တတ္တဝါတကောင်ဟာဘာကြောင့်ဒီလောက်ထိလူကြိုက်များပြီးဆက်လက်ရှင်သန်နေရလဲဆိုတာစဉ်းစားစရာပါပဲ။ဖြစ်နိုင်တာကတော့ဂါရှာဒိုဂူရိုဟာလူသားတွေရဲ့နှဆိုင်နဲ့ကြောက်ရွံ့မှုတွေကိုခံဟစေတာကြောင့်ဖြစ်နိုင်ပါတယ် တိချင်းတရရဲ့ចောင်းမဖွဲ့ကောင်းမှုမင်းဟာကြီးမားတဲ့အရာတစ်ခုရဲ့အန္တရာယ်မပြီးဆုံးသေးတဲ့ဝိညာဉ်တို့ရဲ့နာကျင်မှုတွေဟာဂါရှာဒိုဂူရိုရဲ့ပုံမြင်ထဲမှာစူးစိပဝင်နေပါတယ်ဂါရှာဒိုဂူရိုဟာတမိုင်းမှာကြုံခဲ့ရတဲ့စစ်ပွဲတွေအငတ်ဘေးတွေနဲ့တခြားတော့ကြီကွဲွယ်ဖြစ်ပျက်တွေကိုသတိရသေးတဲ့တင်ရင်းတတ်တစ်ခုလည်းဖြစ်နိုင်ပါတယ်ဒါကတော့ဂျပန်တန်နာရီလာအထူးခြားဆုံးတဲ့ចောင်းမဖွဲ့ကောင်းဆုံးတတ္တဝါတွေတဲကတစ်ခုဖြစ်တဲ့ဂါရှာဒိုဂူရိုအကြောင်းကိုအသေးစိတ်ဖော်ပြပေးထားတာဖြစ်ပါတယ် သူ့ရဲ့ခြေကွဲပေါ်ရမူလအစထူးခြားတဲ့စွန့်ရည်တွေနဲ့ယဉ်ကျေးမှုဆိုင်ရာရေးပါပုံတွေကိုသိရှိခဲ့ရတာစိတ်ဝင်စားကြကောင်းမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကိုစနစ်တက်တဲ့ဆိုရင် like လုပ်ပြီးတင့်ရဲ့ထင်မြင်ချက်တွေကိုကွန်မန့်မှာရေးသားခဲ့နိုင်ပါတယ်